အလုံးအမင်္ဂလာပါ။ United ဇော်ကနေကြိုးပမ်းပါတယ်။2024နိုဝင်ဘာမှာ United ကိုအမှုအနေနဲ့ရောက်ရှိနေတယ်။သူရဲ့ United နီးပြားကဟာကောင်းဝင်တဲ့ခိုက်တက်မှုတွေနဲ့ negative fan နဲ့ခိုက်တက်မှုကပုံများခဲ့တယ်။ formation မှာဆို3-4-2-1ဟူဝဲသုံးနိုင်တဲ့နီးပြားဆိုတဲ့ဝေဖန်မှုတွေအောက်မှာအမှုအနေနဲ့ရုန်းကန်ခဲ့ရတယ်လို့ပြောလို့ရတယ်။ တ်တူပန်နိုင်ဝဲရရှိမှုရှိခဲ့ပဲပြီးခဲ့တဲ့လကမှာအမ်မွေနေနဲ့ဒီလို performance မျိုးကိုပြတ်သားနိုင်ကြတာဖြစ်တယ်အမ်မွေနေနဲ့ဒီလို performance မျိုးကိုသူ့ရဲ့3421 formation ကိုပြောင်းလဲမှုပြုလုပ်ခဲ့တယ်ငါဝင်းဆက်မရှုံးနေအောင်ဆက်ဆောင်နိုင်ခဲ့တာကိုပြောလို့ရတယ်ဒါပေမဲ့ဒီလိုသူ့ရဲ့ formation ကိုပြောင်းလဲမှုမပြုလုပ်ခဲ့ပြီမြေပြီးခဲ့တဲ့ရာပြားနဲ့မတူညီတဲ့မိဘပိုင်းတွေကို DRD မှာပြောင်းလဲပြုလုပ်ထားတာကိုတွေ့ခဲ့ရတယ်အဲ့တော့ AMOE နေနဲ့ DRD မှာဘလို့တက်တက်ပိုင်းတွေကိုပြောင်းလဲပြုလုပ်ခဲ့ရတယ်ဘလို့ရာတွေကဒီလိုရလက်ကောင်းတွေပုံဖော်နေရတ တယ်ဆိုတာကိုဒီနေ့ ethical analysis ဖြင့်ပြုလုပ်ပြီးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီအရီမှာအံမွေအနေနဲ့ဒါလိုက်ဆန်တဲ့ဘက်ကူဥတီလာတာကိုတွေ့ခဲ့ရတယ် ပြီးခဲ့တဲ့ရာသီက MOL နေနဲ့ကိုသမားကနေဘေးအတီဆောင်ပြီးအတင်းကိုတပြေးပြေးနဲ့ရှေ့ရောက်အောင်ဥတီကစားခဲ့တာပြီးညခဲ့ဒီရာသီမှာစောပိုင်းပွဲစဉ်တွေမှာဒီလိုကစားဖို့အချို့ကိုမြင်တွေ့ခဲ့ရပြီးမြဲနောက်ပိုင်းပွဲစဉ်တွေမှာဒါရီလောင်းကိုတင်ပြီးဘောလုံးကိုတစ်ချက်ထိနှစ်ချက်ထိတောက်နဲ့ကိုတကူရအောင်ဖန်တီးဖို့အတွက်ဥတီလာတာကိုတွေ့ခဲ့ရတယ်။ MOL နေနဲ့ဒါရီလောင်းကိုတင်မယ်အကြံဝန်ဆောင်မယ်ပြီးရင်တစ်ချက်ထိနှစ်ချက်ထိတောက်နဲ့ကိုရအောင်တွေးမယ်ဒါရီကိုဒီရာသီမှာအများဆုံးပြုလုပ်လာတာကိုတွေ့ခဲ့ရတယ်။ဒါကိုချက်တီးနဲ့ပွဲကဖန်ချက်အမီက က်တိခဲ့တာနဲ့လီဗာပူးနဲ့ပွဲကအန်ဘူဘူတွင်းဖို့ကြည့်မယ်ဆိုရင်ပူပြီးတော့ညင်သာလိမ့်မယ်လို့ထင်တယ်ကျွန်တော်တို့ဒါကိုတစ်ချက်ကြည့်လိုက်ရအောင်ဘီယန်တာလောင်းကိုတင်ပေးလိုက်တာကလည်းသကိုရဲ့ခေါင်းတိုက်ချပေးမှုနဲ့အန်ဘူဘူပြေးထွက်ပြီးဂိုးသွင်းဖို့လုပ်ခဲ့တယ်အန်ဘူဘူကဆန်းချက်ကိုကြော်ပြီးဂိုးသွင်းဖို့လုပ်ခဲ့တာကလည်းဆန်းချက်ရဲ့ဖြတ်ထုတ်မှုကျန်းခဲ့တာကြောင့်ဆန်းချက်အနေနဲ့ဒိုင်းရိုက်နေတဲ့ထုတ်ခံခဲ့ရဒီကိုမှဆိုရင်ဘီယန်တာတီကလည်းအန်ဘူဘူစီကိုရောက်ဖို့ကြားထဲမှာဘောလုံးထိချက်တစ်ချိန်နဲ့ရှိခဲ့ဒီတစ်ချိန်လောက်နဲ့ဂိုးပေါက်ကိုတရက်ဖြစ်အောင်လုပ်နိုင်ခဲ့တာလို့ ပြောနေတာဒါပြင်ဒီမာဘူးနဲ့ပွဲမှာအဘူရဲ့သွင်းကိုကျွန်တော်တို့တစ်ချက်လောက်ထက်ကြည့်လိုက်အောင်လမ်းမန်းကနေလောင်းမောတင်ပေးလိုက်တာကိုဗန်ဒိုက်ခေါင်းပြန်တိုက်တယ်မခွန်းရပြင်လို့ရပြီးမခွန်းရခေါင်းပြန်တိုက်ချပေးလိုက်တာကနေအဘူနဲ့ဗန်ဒိုက်ခေါင်းရှင်ဘူးတိုက်ပြာကနေစကန်ဘောအသွင်းဆောင်နေတဲ့ဘရူနိုဖာနာဒက်တီကိုရောက်ရှိခဲ့တယ်ဖာနာဒက်ကနေမြားချမ်းမှလွတ်နေတဲ့အာမတ်စီကိုထိုးပေးလိုက်တာကနေအာမတ်ကနေရှေ့ကိုပြေးထွက်လာတဲ့အဘူကိုထိုးပေးလိုက်တာကနေဂိုးတကိုးသွင်းနိုင်ခဲ့တယ်ဒီကုမှာလမ်းမန်းပြေးကနေအဘူကိုထိဘောလုံးထိချက်က အထိနဲ့ရှိခဲ့တာကိုပြေးခဲ့ရတယ်။ဒါပေမဲ့ဘန်တိုက်ခေါင်းပြန်တိုက်လိုက်လို့ကြာလာတဲ့ပကံပေါ်တောက်နေတဲ့ဂူနိုဖာနန်တက်ဒီကနေကောင်နာအတက်ချင်းဆောက်ကိုဘောလုံးထိချက်ကနှစ်ချိန်ပဲပြုတ်လို့ရှင်ဘိုးတော့ကိုရအောင်ဖန်တီးနိုင်ခဲ့တာကိုပြောလို့ရတယ်။ဒါကိုကြည့်မယ်ဆိုရင်အမွန်ကနိုင်တဲ့ကိုဘလို့ပုံဖော်နေလဲဆိုတာကိုတွေးရနိုင်တယ်။အမွန်ရဲ့ဒီနီးစနစ်ဟာနိုင်တဲ့ DNA လို့ပြောရင်လည်းတိုးလို့ရတယ်။နိုင်တဲ့ကမိသားဒီသားအန်လက်ဖာဆန်လက်ထက်ကဒီလိုဘောလုံးထိချက်တစ်ချက်တစ်ချက်လောက်နဲ့ဘိုးတော့ကိုရအောင်ဖန်တီးနိုင်ခဲ့တဲ့အသင်းဖြစ်တယ်။ဒါပေမဲ့ပိုဒီ ရှင်အသားပေးတဲ့မိသားတွေကိုခန်းလိုက်တဲ့ချိန်မှာတော့ဒီလို counter pressing system ကြီးမတွေ့ခဲ့ရတာဘူးများခဲ့အထူးသဖြင့် Eridan လက်ထက်မှာဒီလို counter pressing system ကြီးကအသက်မဲ့နေခဲ့လို့ပြောလို့ရတယ်ဒီရာတွေက AMO အနေနဲ့ဒီရာဒီမှာ United ကို United DNA နဲ့ကိုင်းရတဲ့ system တစ်ခုကိုပုံဖော်နေတယ်ဆိုတာကိုသိတာတည်နေတယ်။ဒီရာဒီမှာဆိုရင် AMO အနေနဲ့ United ကိုပြီးခဲ့တဲ့ရာသီကထက်ပိုပြီး high pressing နဲ့ high counter pressing ကိုပြုလုပ်ထားနေတာကိုပြီးခဲ့ရတယ်။2013ကနေစလို့လက်ရှိရာသီ ီဒီ high protein နဲ့ high counter protein ပြုလုပ်ထားအောင်ဒီမှာကျွန်တော်တို့ကြည့်လိုက်ရအောင်ဒီမှာဆိုရင် MRN ရဲ့လက်အောက်မှာ protein substance ကောင်းဝင်လာတာကိုတွေ့ရတယ်ဒီမှာဆို2021ကနေ2024ကျူအသင်းရဲ့ protein substance ကအားနည်းနေခဲ့တာကိုတွေ့ရတယ်ဒါကိုကြည့်ခဲ့တဲ့ပွဲတွေမှာလည်းမြင်တွေ့ရလိမ့်မယ်လို့ထင်တယ်အသင်းရဲ့တစ်ဖက်သင်းဘောလုံးရနေချိန်မှာလိုက်လံဖိအားပေးတာကတတ်မဲ့နေတဲ့ပုံစံမျိုးကိုပြီးခဲ့တဲ့ရာသီမှာမြင်တွေ့ခဲ့ရတယ်ဒါပေမဲ့ MRN ရောက်ရှိလာပြီးနောက်ပိုင်းသူတို့ဖြင့်ဒီရာသီမှာဆိုအသင်းရဲ့တစ်ဖက်သင်းဘောဖိအား ားပေးမှုတွေကကောင်းဝင်လာခဲ့တာကိုမြင်တွေ့ရလိမ့်မယ်။ဒါပြင်ဒီယာဒီပရီးမီးယားလိရဲ့ President အကောင့်ဆုံးတင်းတွေရဲ့အများကိုကြည့်လိုက်ရအောင်။ဒီမှာဆိုရင်ထိတ်ဆုံးမှာအာဆင်နယ်ရှိနေလိမ့်မယ်။ United ကအဆင့်လေးနေရာအထိရောက်ရှိနေတာကိုတွေ့ရလိမ့်မယ်။ပြားပေးမှုအကျဉ်းတရားတစ်ထည်ထိပြုလုပ်ခဲ့ပြီးတပွဲကိုခံစစ်ပြားပေးမှုလုံဆောင်ခြင်းပြီးခနစ်တက်တမ9ကြိမ်ထိပြုလုပ်နိုင်ခဲ့တာကိုတွေ့ရလိမ့်မယ်။ဒီကနေတရားတစ်ထည်မှာ85ကြိမ်ထိပြန်လည်ရယူနိုင်ခဲ့တာကိုတွေ့ခဲ့ရပြီးဒီကနေ5ဘောက်ကံသွင်းချက်6ကြိမ်ထိပြုလုပ်ခဲ့ပြီး9ရရှိခဲ့တာကိုတွေ့ရလိမ့်မယ်။ ိမ့်မယ်ဒါဟာဒီရာဒီမှာတူးတက်လာတဲ့ present system ကို MOM ပြုလုပ်ထားတာကိုပြတ်ပတ်နေဒီလိုကောင်းဝင်လာဖို့ဒီရာဒီမှာ MOM အနေနဲ့သူ့ရဲ့ commission မှာနောက်ပိုင်းပွဲတွေမှာဆိုတောင်းလဲသုံးပြုခဲ့တဲ့ tactic တွေရှိခဲ့တယ်သူ့တပြင်း out of position မှာဆို present system ကိုတောင်းလဲသုံးပြုခဲ့တယ်ပြီးခဲ့တဲ့ရာဒီက United ကိုသူရောက်ရှိလာတဲ့ချိန်မှာ out of position မှာ fight 23နဲ့ present ပြုလုပ်ခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဒီ system ဟာပြီးမရလိမ့်မှာအဆင်မပြေခဲ့တာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ဒါပေမဲ့နောက် ောက်ပိုင်းပွဲစဉ်မှာပြီးမရလိမ့်မှာအသင်းတော်တော်များများသုံးပြုခဲ့တဲ့တက်တစ်တစ်ခုကို M1 နဲ့ပေါင်းထက်သုံးပြုလာတာကိုတွေ့ခဲ့ရတယ်။ဒါကတော့ Diamond Present လို့ခေါ်တဲ့သူသဖြင့် Kobudu Diamond Present လို့ဒီများတဲ့ Present Shape ပုံစံတစ်ခုဖြစ်တယ်။ဒါဟာလက်ရှိအောင်မြင်နေတဲ့မီးပြတိုင်းရဲ့သုံးပြုနေတဲ့ system လို့ပြောလို့ရတယ်။သူသဖြင့်လက်ရှိ Premier League မှာ Present အကောင်ဆုံးသင်းဖြစ်တဲ့ Arsenal ဟာ Out of Position မှာဆိုဒီ system ကိုသုံးပြုနေကြတာဖြစ်တယ်။ဒီမှာဆိုရင် Arsenal တီးထောက်ထားတဲ့ Diamond ပုံစံ Present င်းပြုလုပ်နေတာကိုမြင်တွေ့ရတယ်ဒီပုံစံဟာပရီးမီးယားလိဂ်နဲ့ပိန်းနဲ့မီတင်နဲ့တကူဖြစ်တယ်လက်ရှိအကောင်းဆုံးပုံစံရနေတယ်ဘုံမောင်အေဗီလာတင်းတွေကသာဒီ present system ကိုပြီးခဲ့တဲ့ရာသီတွေကအသုံးပြုနေကြတာဖြစ်တယ်ဒီ system ရဲ့အသက်ချက်က man to man marking ဖြစ်ရမလို့ပဲထိရောက်တဲ့ပြားပေးမှုကိုပြုလုပ်နိုင်တာကိုတွေ့ရလိမ့်မယ်အားလုံးကြည့်မယ်ဆိုရင် M1 အနေနဲ့ United ကိုပရီးမီးယားလိဂ်ရဲ့ကြီးပါတဲ့အရာကိုထိရောက်စွာနားလည်နိုင်ပြီးအကောင်းဆုံးပုံစံရအောင်ဒီဆောက်မှုရာကိုတွေ့ရနိုင်တယ်နောက်ပိုင်းပွဲတွေမှာဒီ present this is death တုံးပြလိုက်တာကအသင်းကိုမရှုံးနိုင်အောင်ဖန်ဆောင်ပြတ်သားခဲ့တာလို့ပြောလို့ရတယ်။ဒီအချိန်မှာဆိုဒီ breathing system ကို MN လို့နောက်ထပ်တုံးပြနေတဲ့မိသားက Mystery Media Pack Quarry လာဖြစ်တယ်။ဒီမှာ Mystery ရဲ့ Auto Position မှာဖိအားပေးနေတဲ့ပုံစံကိုကြည့်မယ်။သိနိုင်လိမ့်မယ်။ဒါဆိုရင်ဒီ breathing system ရဲ့ရေးပါပုံကိုနားလည်လိမ့်မယ်လို့ထင်မိတယ်။အဲ့တော့ MN ရဲ့လက်အောက်မှာ United ကတဖြည်းဖြည်းနဲ့တိုးတက်လာနေပြီဆိုတာကိုမြင်တွေ့ရလိမ့်မယ်။အသင်းရဲ့ breathing system တိုးတက်လာနေပြီလို့ United က direct send နဲ့က ားပုံနဲ့သွင်းဖို့ရယူဖို့ကြိုးစားလာတာကိုတွေ့ရတယ်။သင်ဟိုတဖြည်းဖြည်းနဲ့နေရာပေါင်းစုံကနေဝေးရနိုင်ဖို့ကြိုးစားနေတာကိုတွေ့ခဲ့ရတယ်။ ထို့သဖြင့်ဒီရာသီမှာနောက်ထပ်တိုးတက်လာတဲ့အပိုင်းကိုပြပါဆိုရင်သင်ရဲ့ဆက်ပီးပိုင်းလို့ပြောလို့ရတယ်ပြီးခဲ့တဲ့ရာသီမှာဆိုဆက်ပီးပိုင်းမှာဆို United ကအញ្ញံဆုံးသင်တွေကတသင်းလို့ပြောလို့ရတယ်ပြီးခဲ့တဲ့ရာသီမှာဆက်ပီးကနေတွင်းကိုခွင့်ပြုရအများဆုံးသင်တွေထဲမှာပါဝင်ခဲ့တယ်ဆက်ပီးကနေတွင်းကိုရရှိမှုမှာတော့6ဂိုးပဲရှိခဲ့တယ်ဒါအာဆင်နယ်ရဲ့ဆက်ပီးကို15ဂိုးနဲ့ရှိရင် တော်တော်လေးအားနည်းနေခဲ့တာကိုတွေ့ရတယ်ဒါပေမဲ့ဒီရာသီဆက်တပွဲမှာ United ကပြီးခဲ့တဲ့ရာသီကဆက်ပီးကိုအရေးအတွက်ကိုရရှိနေခဲ့ပြီဖြစ်တယ်ဒါ ကြည့်မယ်ဆိုရင် MON နေနဲ့ third play တွေကနေဝရရှိဖို့ဒုတက်အောင်သူ့လိုထားနိုင်တာကိုတွေ့ရတယ်နဲ့တကယ်တမ်းလေး MON ရဲ့နေပြဖွဲ့စီဟာစက်ပြပိုင်းမှာ ညံ့နေသူတွေမဟုတ်ဘူးဆိုတာကို Sporting မှာလုတ်ပြခဲ့တာလေးရှိခဲ့တယ်။ AMOLE ရဲ့လက်အောက်2021-2022ရာသီမှာ Sporting ဟာချက်ပြရနေတွင်းဘူး20ရာခိုင်နှုန်းထိရရှိအောင်ပြုလုပ်ထားနိုင်ခဲ့တယ်။ဒါဟုတ်ကြည့်မယ်ဆိုရင် AMOLE ရဲ့ညံ့ခွေပြည်ဟာချက်ပြပိုင်းမှာကောင်းမွန်အောင်ပြုလုပ်နိုင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ပြောလို့ရတယ်။ဒီရာသီမှာ United ရဲ့ချက်ပြတွေကိုတုံးချနိုင်မှာလေ။စနစ်တကျတိကျောက်ထားတာကိုတွေ့ရတယ်။ United အနေနဲ့ကိုနာရီခံတဲ့အချိန်မှာ Goal Area ကောင်းထဲမှာ Area ကြီးရဲ့ကောင်းတဲ့ကစားသမားတွေကိုရဲ့ဖားဖို့အဝေး ခိုင်မှာငင်းခါရောက်လောက်နေရာယူထားပြီးဖာနန်ဒက်အနေနဲ့ဖားဖို့ထီရအောင်ကန်တင်ပေးနေတာမျိုးခဏခဏပြေးနေလိုက်ဒီလိုစနစ်တကျဒီကောင်းမှုကကော်နာတွေကနေဘူးတွေရရှိအောင်ယူနိုက်တက်ကိုပြုလုပ်လာနိုင်ခဲ့တယ်လို့ပြောလို့ရတယ်အဲဒီဒန်လက်ထက်မှာကော်နာကနေဘူးရဖို့ရင်တွေးရခက်ခဲနေတယ်အမွေရဲ့လက်အောင်မှာတော့ဒါတွေကိုမြင်တွေ့လာခဲ့ရပြီဖြစ်တယ်ဒီရာဒီမှာကော်နာကနေယူနိုက်တက်က6ဂိုးထီရရှိခဲ့ပြီဖြစ်တယ်ဒါတွေကဒီရာဒီနောက်ပိုင်းဖွဲ့စဉ်တွေမှာဂျာလက်ကောင်းမွန်လာအောင်အမွေနဲ့တိုးတက်အောင်ပြုလုပ်နေခဲ့တဲ့အရာတွေဖြစ်တယ်ဒါစီစာပိုင်းမှာ မွန်အနေနဲ့ရုန်းကန်နေခဲ့ရတယ်ဆိုပေမဲ့တဖြည်းဖြည်းနဲ့ United မှာကူးတက်အောင်ပြုလုပ်လာနိုင်ခဲ့ပြီလို့ပြောလို့ရတယ်။ဒီရာသီမှာတွင်းကိုခွင့်ပြုမှုနှုန်းကမပြုပြင်နိုင်သေးပဲ။ဝန်များစွာခွင့်ပြုခဲ့ရပေမဲ့ဒါကလည်းကွန်းလေလူဝဲချက်ကြောင့်လို့ပြောလို့ရတယ်။ဒီလိုသာကွန်းလေပိုင်းမှာလူဝဲနေတဲ့အရာတွေကိုဖြစ်တည်နိုင်ခဲ့တယ်ဆိုရင် MNA နဲ့အတော့လုံးပြနိုင်ပြီလေဆိုတာကိုကြည့်ချင်မိတယ်လို့ပြောရင်ဒီလိုလေးကိုဒါပဲဆုံးသက်လိုက်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်လည်း United အကြောင်းအရာတွေကိုတိဆက်ပေးမှဖြစ်လို့ United အကြောင်းအရာတွေကိုနားသိကြည့် မယ်ဆိုရင်တော့ရဲ့ YouTube channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ်။နောက်ထပ် video တွေမှာပြန်တွေ့ကြမယ်။